အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Kino Star မြန်မာရဲ့ခိုင်တိုးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မီနာဆန်တို့အတွက်ပေါ့နော်ပစ္စည်းလေး၅မျိုးနဲ့ပတ်သက်ပြီးတော့ဂျပန်လိုလေးပြောပြချင်ပါတယ်ဒီပစ္စည်းလေး၅မျိုးပြောပြဖို့အတွက်ကျွန်တော်လေးကိုဆန်းစီကိုခေါ်ထားပါတယ်ခင်ဗျဟဲ့ဆန်းစီမဆန်းခေါ်နေချာအတရှိကတော့ Kino Star ရဲ့လေးကိုဖြစ်ပါတယ်ဟုတ်ဟဲ့ဆန်းစီဒီနေ့ဘာအကြောင်းအရာလေးများလဲဟဲ့ကျွန်တော်တို့လေအဲဂျပန်စိုက်ကရီယာပေါ့နော်စိုက်ကရီယာဂျပန်လိုလေး၅မျိုးအကြောင်းကို ပြောပြပေးပါမယ်ဒီနေ့အာဟိုင်ဝါကာရီမတ်စတာဂျာဟာဂျီမေမရှောအဲ့ဆက်စစ်ဒါလေးကိုဂျပန်လိုလေးရဘလိုလေးခေါ်လဲမသိဘူးနော်ဒါလေးကိုဂျပန်လိုရှူဆေးအပန်လို့ခေါ်ပါတယ်ရှူဆေးအပန်ကော်ရရှင်ရှူဆေးအပန်ကော်ရရှင်ဟဲ့ဒါလေးကိုကြတော့ဆန်စစ်ဒါဆိုရင်တော့ဂျပန်လိုရှာပူပန်ရှိရလို့ခေါ်ပါတယ်ရှာပူပန်ရှိရခေတာပေါ်ပင်ရှာပူပန်ရှိရခေတာပေါ်ပင် ဟိုင်းဆန်တဲ့နောက်တစ်ခုပါအာဒါလေးကိုဂျပန်လိုဆိုရင်တော့ဘောရူပန်ဘောဘင်ဘောရူပန်ဘောဘင်ဟိုင်းဆန်တဲ့နောက်တစ်ခုပါခင်ဗျာဒါလေးကတော့ခဲရှိကောမှုခဲရှိကောမှုခဲပြတ်ခဲရှိကောမှုခဲပြတ်ဟိုင်းဆန်တဲ့နောက်ဆုံးတစ်ခုကဒါလေးကိုဘယ်လိုလေးခေါ်လဲမသိဘူးเนาะဟုတ်ကဲ့ဂျပန်လိုဆိုရင်တော့ဂျော်ဂီဂျော်ဂီပေရာဂျော်ဂီပေရာလို့ခေါ်ပါတယ်မင်းသားဟဲ့အခုရင်ပြန်နှွှဲရမယ်ဆိုရင်တော့ဂျော်ဂီပေရာ ဂျော်ဂီပေရက်ခဲရှိကောမှုခဲပြက်ခဲရှိကောမှုခဲပြက်ဘောရုပန်ဘောပင်ဘောရုပန်ဘောပင်ရှာပူပန်ရှိလို့ခဲတာဘောပင်ရှာပူပန်ရှိလို့ခဲတာဘောပင်ရှူဆိုင်ပန်ကော်ရက်ရှင်ရှူဆိုင်ပန်ကော်ရက်ရှင် Hi မနက်စာဒီနေ့ကတော့ဒီပစ္စည်းလေး၅မျိုးကိုဂျပန်လိုဘယ်လိုလေးပြောလဲဆိုတာကို sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းနောက်ထပ်ပေါ့နော် part 2အနေနဲ့ဂျပန်လိုစာရိုက်ကရိယာတွေကိုဘယ်လိုပြောလဲဆိုတာကိုဆက်ပြီးတော့တရင်းမှာဖြစ်ပါတယ်။အဲဒါကြောင့် Kinash Star Page လေးကို like and follow လုပ်ထားပေးပါဦးမနက်စာ။ကျွန်တော်မနက်စာ Oscar ရဲ့ဆောင်းပါးတဲ့ Star bye bye ။